လာပါရှင်။အော်တိုဘာလ23ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မတော့အင်ထူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖားကံမြို့ကကြောက်ဝိုင်းတွေမှာစစ်တပ်ကတနက်နဲ့လိုက်လံပစ်ခတ်လို့ဒေသခံများထွက်ပြေးတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်လောက်ခံပြည်သူစစ်စခန်းတစ်ခုကို KIA သိမ်းပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ခေါလံမှုမြို့နယ်အတွင်းက စစ်ကောင်မရှင်လာအောက်ခံပြီးသူစစ်စခန်းတစ်ခုကို KIA အဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရဲသတင်းရင်းမြစ်ကတည်ရပါဗါဒ်အော်တိုဘာလ16ရက်နေ့ကခေါလံမှုမျိုးနဲ့ရှီလာဒန်းကျေးရွာအနီးအင်အား30ခန်းနဲ့တက်ဆွဲထားတဲ့စစ်ကောင်မရှင်လာအောက်ခံပြီးသူစစ်တပ်စခန်းကို၎င်းအော်တိုဘာလ20ရက်နေ့ကမခေါနန်းကျေးရွာစူတောင်းကုန်းရှိပြီးသူစစ်တပ်စခန်းကို၎င်း KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗါဒ်အဆိုပါတိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၎င်းကြေးရများအပါအဝင်ခေါလံမှုမျိုးနယ်နဲ့ဆော်လောမျိုးနယ်တွေအတွင်းကပြည်သူလူထုကိုပြစ်မှတ်ထားကဝိုင်းတွဲလျင်နဲ့အော်တိုဘာလ22ရက်နေ့လယ်ပိုင်းမှာစစ်ကောင်မရှင်တပ်ကဘုံအလုံးရေ30ကျော်ကျဲချတိုက်ခိုက်ခဲ့လို့ဖျားချောင်းနဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါဗျ။ KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ခေါလံမှုမျိုးနယ်ရှီလာဒန်းကျေးရွာမှာအင်ဂျင်20ခန်းရှိပြီးလမ်းဆယ်ကျေးရွာအထက်ဘက်မှာတည်ရှိတယ်လို့သိရပါဗျ။ အော်တိုဘာလ22ရက်နေ့ည8:00နာရီဝယ်ဝင်ချိန်မှာလေစစ်ကောင်မရှိတက်ကဖားကန့်ဒေတာရှိ KIA တရင်6နယ်မြေကိုဝိုင်းတွဲလေရင်နဲ့ဘုံအလုံးရေ30ကျော်ကျေးချတိုက်ခိုက်ခဲ့တယ်လို့ကချင်စစ်ရေးတရင်မြစ်ကအတည်ပြုထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အုံလေးနဲ့ဖားကန့်မြို့ကကြောက်ဝိုင်းတွေမှာစစ်တပ်ကတနက်နေ့လိုက်လံပစ်ခတ်လို့ဒေတာခံတွေ ထွက်ပြေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီရွာကြောက်ဝိုင်းနယ်လုံခင်းကြောက်ဝိုင်းအနီးမှာ မနေ့ကအာနာသိန်းစစ်တပ်ကကားနဲ့ပတ်ပြီးလိုက်လံပစ်ခတ်လို့ကြောင်ရောင်းဝယ်သူတွေနဲ့ဒေသခံတွေဝယုံသုံးကားထွက်ပြေးခဲ့ကြရတယ်လို့သိရပါဗါဒ်အော်တိုဘာလ22ရက်နေ့ည9နာရီဝန်းကျင်ခန့်မှာဖားကန်မြို့နယ်မော်ဂျီရွာကြောက်ဝိုင်းနဲ့လုံခင်းကြောက်ဝိုင်းမှာကြောက်ရောင်းဝယ်သူတွေစီကားနေချိန်ပောက်ကွဲတံအခြေကြီးကြားရပြီးတနက်ပစ်ခတ်တံတွေဇက်တိုက်ထွက်ပေါ်လာလို့အခုလိုထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့သိရပါဗါဒ်ရုတ်တရက်ပောက်ကွဲတံအခြေကြီးကြားရတာပြီးတော့တနက်တံတွေဇက်တိုက်ထွက်လာတာပဲ။ ။ဘာမှန်းမသိပေမဲ့အကုန်ကြောက်လန့်ပြီးပြေးကြတာ။စစ်တပ်ကကားနဲ့ပတ်ပစ်တယ်ပြောတာပဲ။လူစုခွဲချင်လို့ဖြစ်မှာပေါ့။ထိခိုက်မှုရှိရလို့တော့မကြားမိသေးဘူးလို့ဒေသခံတအူးကပြောပါရယ်။ဖားကံမှာကုရပိုင်းနဲ့ KIA, KPDF နဲ့စစ်ကောင်မရှင်တပ်တို့တိုက်ပွဲဖြစ်ပွားတဲ့မကြားရပေမဲ့အော်တိုဘာလ21ရက်နေ့မနက်ပိုင်းကတော့ KIA တရင်6ဘက်ကိုစစ်တပ်ကဝိုင်းတွဲလေရင်နဲ့လေကြောင်းကနေပုံကျဲချခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးမနေ့ကညမှာတော့ ဟာကန်ရဲ့နေရာ၅ခုထပ်မင်းမှာတနပ်ဖြစ်ကတံတွေထွက်ပေါ်နေတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ခရီးသည်တင်ရင်ကို ARSA အဖွဲ့ကခြုံကိုတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ AA ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်နယ်မောင်းတော်မြို့နယ်မှာခရီးသည်တင်ရင်ကို ARSA အဖွဲ့ကခြုံကိုတိုက်ခိုက်ခဲ့ပြီးခရီးသွားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းအာရခတတော် AA ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကနေ့လယ်ပိုင်းမှာ မောင်တော်မြို့နယ်ကြောက်ပန်တူရွာကအမျိုးသားတအူးပါရတဲ့တောင်မြို့နယ်ဇေဒီပြင်ရွာကနေဆန်စီစာငရုတ်သီးတွေဝယ်ယူပြီးခရီးတယ်၅ဦးတင်ဆောင်ကကြောက်ပန်တူရွာသို့ပြန်လာစဉ်မောင်တော်မြို့နယ်မျိုးယူရွာအရှိတ်တဒါအနီးမှာ ARSA ကခြုံကိုတိုက်ခိုက်ခဲ့တာလို့ဖော်ပြထားပါတယ်။ ARSA အဖွဲ့ကကားပေါ်ပါခရီးသွား၅ဦးနဲ့ရေမောင်းကိုဖမ်းခေါ်သွားသလိုဆန်စီစာငရုတ်သီးအစားရှိတဲ့စားသောက်ကုန်တွေကိုယူဆောင်သွားတယ်လို့ဖော်ပြထားပါတယ်။ အခင်းဖြစ်တဲ့နေရာကိုအရခတတော်အေးကသွားရောက်ပြီးဖမ်းဆီးခံရသူတွေကိုလိုက်လံရှာဖွေရာဖြစ်စဉ်ဖြစ်တဲ့နေရာအနီးမှာဝေဝေဆိုးနဲ့နိုင်နိုင်ဆွေဆိုတဲ့ခရီးသည်နှစ်ဦးဟာတနက်နေ့ပြစ်ခတ်တပ်ဖြတ်ခံထားရပြီးဝေဝေဆိုးရဲ့အလောင်းအနီးမှာအသက်၃နှစ်အရွယ်သမီးငယ်ကိုအသက်ရှင်လျက်တွေ့ရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ဒါအပြင်တိုက်ခိုက်ခံရမှုဘေးကထွက်ပြေးလွတ်မြောက်လာတဲ့ကားသမားနဲ့ခရီးသည်အမျိုးသားတအူးကိုလည်းဒဏ်ရာရီနဲ့ထပ်မံတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ခရီးသားတွေကိုခြုံကိုတိုက်ခိုက်တပ်ဖြတ်ခဲ့တဲ့ ARSA တပ်ဖွဲ့ဝင်တွေကိုလိုက်လံရှာဖွေနေပြီးနောက်ဆက်တဲ့သတင်းတွေကိုထပ်မံအသိပေးမယ်လို့အာရခတတော် AA ကထုတ်ပြန်ထားပါတယ်ရှင်။မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပြီးဆေးရနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကစုမုံကောင်းတောင်းလာရပါတယ်ရှင်။